မေဖို့မဆောင်ခင်ဖြစ်ပါလေ။ရှင်ပြားဒီယနေ့ခေတ်မှာဘောနော်ဒီသာရဏာရဲ့ဒီပရိယတ္တိရောပရိပတ္တိရောဘောနော်ဟိုမကျင်းပဲလေဒီဖရာရဲ့တာတော့မြည်ခန္ဓာတဲ့ယဟန်တွေကိုကိုယ်ခွဲ့တင်ပါတလားဗျာ။ကိုယ်ခွဲ့ရင်ရောအကျိုးပြရဘလို့ရှိပါတယ်ဗျာ။သာသနာလို့ပရိယပတိပတ်မလုပ်ပဲနဲ့သာသနာတော်မှာအစားချောင်လို့နေတယ်ဗောတခါကြီးပြောချင်တာ အနေချောင်လို့နေတာပေါ့နော်အဲ့ဒါကိုကိုးကွယ်ရမှုဆိုတော့မကိုးကွယ်ရဘူးအဲ့ဒါကြတော့ဘာမှထူအဲ့ဒါကိုကိုးကွယ်ပြီးပြုစုလုပ်ချင်မဲ့တူတူကို့ကျေးဇူးရှင်အဖေနဲ့အမေကိုပြုစုလုပ်ချွေတာဟာပို့ပြီးကောင်းတယ်နော်ဘာဖြစ်လို့သာသနာလို့မလုပ်ဝင်နေအချောင်နေအချောင်စားတဲ့ဘုန်းကြီးတွေကိုကိုးကွယ်ပြီးစီးကပ်ပြီးထောက်ပံ့ပေးကမ်းနေမယ်ဆိုရင်တိုင်းပြည်နဲ့နာတယ်ဟုတ်ပြီနော်တိုင်းပြည်နဲ့နာတယ်သာသနာနဲ့နာတယ် အကြောင်အဲ့လိုဘုန်းကြီးတွေကိုကိုယ်ွယ်စီကပ်ပြုစုလုပ်ကျွေးမဲ့တူတူကိုယ်အဖေနဲ့အမေကိုပြုစုလုပ်ကျွေးတာဟာတိုင်းပြည်နဲ့သာသနာအတွက်ပိုကောင်းတယ်လို့ပဲဦးဇင်းမှတ်ချက်ပေးတယ်နော်။ဘာဖြစ်လို့ဗုဒ္ဓမြတ်စွာကလည်းပြောတယ်သာသနာတော်မှာပရိယပတိပတ်မကျင့်ပဲနဲ့နော်သာသနာတော်မှာဝိနည်းတော်တွေချိုးဖြတ်ပြီးတော့အစားအနေချောင်အစားချောင်လို့နေရင်ဒီလိုယဟန်တာမဏေတွေကိုအလစ်စီလို့ခေါ်တယ်။ဒီလိုပုံကိုယ်တွေကိုအားပေးချင်းကြောင်းမှုမလုပ်ရဘူးလို့ဖခင်ဟောသွားတယ်။ဒါကြောင့်မို့ဦးဇင်းကအဲ့ဒီလိုဖြေဆိုရခြင်းဖြစ်တယ်နော်ဒီကကြီးတို့မှ ဲဒါကြောင့်တာသနာလို့မလုပ်ဘူးအနေချောင်အစားချောင်လို့နေနေတယ်ဝီနီကျင့်သုံးမှုမရှိဘူးပေါ့အဲ့လိုဆိုရင်တော့မကိုးွယ်ပါနဲ့ကိုးွယ်လို့ဘာမှမထူလာပါဘူးကိုအဖေအမေကိုပြုစုလုပ်ချွေးကိုးွယ်စီကတ်တာကုသိုလ်ထူတယ်လို့မှတ်ဟုတ်ပြီနော်